န်ဃာတော်တွေကတော့ယနေ့ခေတ်မှာပုထုဇဉ်မဟုတ်ဘူးလားအရိယာတန်ဃာရောယနေ့ရှိလားပုထုဇဉ်အသည့်အကန်းအသည့်ဆိုရင်အလုံးအကန်းဖြစ်ကုန်မှာပေါ့တဲ့တန်ဃာတော်တွေကတော့ယနေ့ခေတ်မှာပုထုဇဉ်မဟုတ်ဘူးလားအရိယာတန်ဃာရောယနေ့ရှိလားပုထုဇဉ်အသည့်အကန်းအသည့်ဆိုရင်အလုံးအကန်းဖြစ်ကုန်မှာပေါ့တဲ့ ဒီမန်လေးကဥကျော်ဟိန်တရားဟောအပိတ်ခံရတဲ့အကြောင်းမေးလို့ဖြေထားတဲ့ပို့ထဲမှာဝင်မှန်ထားတာပါနော်ဟုတ်ပါတယ်ယနေ့ခေတ်ကတန်ကာတွေလည်းပုထုဇဉ်တွေပါပဲပုထုဇဉ်မဟုတ်ဘူးလို့ဥစဉ်ကမငင်းပါဘူးနော်တစ္ဆာလေးပါတရားမစိတ်သုံးသိသိ၍အရိယာဆိုတာရှိနေအောင်မယ်လို့မြတ်စွာဘုရားကအရှင်အာနန္ဒာကိုဟောကြားထားတဲ့အတွက်ယနေ့ခေတ်မှာတစ္ဆာလေးပါတရားတွေရှိနေသေးတာကြောင့်အရိယာတွေရှိနေပါသေးတယ်နော် ပုထုဇဉ်အတိအကံအတိဆိုရင်အာလုံးအကံဖြစ်ကုန်ကြမှာပေါ့တဲ့ဣဒါနဝကတန်ယုတ်ပါဠိတော်မှာခန္ဓာအာယရဏဓတိစာတို့ကိုတည်၍ကောင်းသောကလျာဏပုထုဇဉ်ပုဂ္ဂိုလ်ခန္ဓာအာယရဏဓတိစာတို့ကိုမတိမူ၍အကံနှင့်တူသောအန္တပုထုဇဉ်ပုဂ္ဂိုလ်ဆိုပြီးပုထုဇဉ်နှမျိုးဖော်ပြထားပါတယ်ပုထုဇဉ်အတိအကံအတိလို့ဥစဉ်ပြောတာဟာအစောပါပုထုဇဉ်နှမျိုးတည်းကအန္တပုထုဇဉ်ကိုရည်ရွယ်ပြီးပြောတာပါ ဒါကိုဘဟုသုတနဲတဲ့လူတချို့ကကိုယ့်ဘာသာကိုညံနဲ့ချက်ပြီးအကျယ်မမြင်နိုင်ဖြစ်နေတာပါဘဟုသုတရှိအောင်နည်းနည်းလေ့လာပါအောင်လို့ဦးဇင်ပြောချင်ပါတယ်နော်အရှင်ဖရာယူသေးစွာမေးလျှောက်အပ်ပါသည်ဖရာရက်စွာဖရာမှာသွားတော်40ဆွဲတော်40ဟုသိရပါသည်ဖရာဒါပေမဲ့ဖရာဆွဲတော်အပါ40လားဖရာဒါမှမဟုတ်ဆွဲတော်မပါ36ချောင်းလားဖရာဖြေချပေးတော်မူပါဖရာတဲ့ ွားတော်အငယ်က40ဖြစ်ပြီးဆွေတော်၄စုကတသက်ဖြစ်တယ်။တွားတော်အငယ်36ချောင်းနဲ့ဆွေတော်၄စုပေါင်းမှတွားတော်40ဖြစ်တယ်စသည်ဖြင့်ကုန်းပေါင်ခေဗဒုံမင်းခေါ်ဘုရတော်မင်းတရားလက်ထက်မှာအငင်းပွားခဲ့ချဖူးပါတယ်။ဒါကိုဘယ်အရာအမှန်ဖြစ်တယ်ဆိုတာရှင်ဘုရင်ကသိလို့တဲ့အတွက်အမကြီးမဟာဓမ္မသင်္ချံကိုဖြေဆိုခိုင်းတဲ့အခါမှာအင်းကြီးတန်ပရိဏဒန္တာနံပိဒုတိန်တဒန္တာဟွန်တိ ိမတပါဏစတ္တလေးတံဘဝိတံတိအင်ကြီးတံဖရာအလောင်းမတပားကုန်တော်သူတို့အားဒုဋ္ဒိန်တဒန္တာ32ချောင်းတော်သွားတို့သည်ဟောတိဖြစ်ကုန်၏အိမတပါဏဤဖရာအလောင်းတိကစတ္တလေးတံ40တော်သွားတို့သည်ဘဝိတံတိဖြစ်ကုန်၏ဟုတုတ်မဟာဝါအထကထာမှာဖွင့်ဆိုထားတဲ့အတွက်ဆွေတော်၄စုနဲ့ပေါင်းမှသွားတော်၄၀ဖြစ်ပါကြောင်းရှင်ဘရင်ကိုလျှောက်တင်ပြေဆိုခဲ့ပါတယ်။ဒါကြောင့် သွားတော်အငယ်36ချောင်းနဲ့ဆွဲတော်၄စုပေါင်းမှသွားတော်40ဖြစ်ပြီးဆွဲတော်အနေနဲ့ပြောမယ်ဆိုရင်တော့၄စုသာဖြစ်ပါတယ်နော်တချို့နေရာတွေကြတော့ဖျားစင်တဲ့တချို့နေရာတွေကြဖျားကြောင်းဆောင်အခေါ်အဝေါ်တွေရှိပါတယ်ဖျားအဲ့ဒါဘယ်အခေါ်အဝေါ်ကပူတင်ပါလဲဖျားတဲ့ဒီမိခွန်းကိုတခါတုန်းကဖြည့်ဘူးတယ်နော်ဖြည့်လိုက်တဲ့အခါမှာတချို့သောပရမတ်ကြောင့်တမားတွေက ဖះကြောင်းဆောင်ပဲခေါ်ခေါ်ဖះစင်ပဲခေါ်ခေါ်ပြည့်ညက်တွေပါတဲ့အရေးမကြီးပါဘူးတဲ့နော်ဝိပဿနာအလုပ်ကိုလုပ်တဲ့နေရာမှာပရမတ်ကအရေးကြီးတာမှန်ပေမဲ့လောကီနယ်မှာလည်းပြည့်ညက်ကအရေးပါတယ်နော်ပြည့်ညက်ကအရေးမကြီးပါဘူးဘလို့ပဲခေါ်ခေါ်ဆိုရင်အမေကိုမိမလို့ခေါ်မယ်ရမလားမိမကိုအမေလို့ခေါ်မယ်ရမလား အဖေကိုယောက်ျားလို့ခေါ်မယ်ရမလားယောက်ျားကို အဖေလို့ခေါ်မယ်ရမလားမရပါဘူးနော်ကိငဲ့ဆိုပေမဲ့သူ့နေရာနဲ့သူ အချိုးကျကျအတုံးချရပါတယ်စင်လို့ခေါ်လိုက်တဲ့နေရာမှာဖနက်စင်ပကန်စင်အဝတ်စင်တွေမြောင်များစွာရှိပါတယ်အဲ့ဒီလိုစင်တွေမြောင်များစွာရှိတဲ့အနက်ဖရားတရင်300နေရာကိုဖရားစင်လို့ပြောလိုက်မယ်ဆိုရင်အခြားစင်တွေနဲ့ရောထွေးသွားနိုင်ပါတယ် ဒါကြောင့်တိချာခွဲထွက်ဖို့အတွက်ဖျားစင်လို့မတုံးပဲနဲ့ဖျားចောင်းဆောင်လို့တုံးခြင်းဟာပူ၍တင့်တော်ပါတယ်နော်အရှင်ဖျားတရားဟောလို့ကြွတန်းဝင်သွားတဲ့ဒကာဒကာမဘယ်နှယောက်ရှိပြီလဲတပိတော်ထင်တာပြောရရင်နာမည်ကြီးဖို့ဝေဖန်ထောက်ပြနေတာလို့တပိတော်ပြန်ဝေဖန်တယ်အမှန်တကယ်ကြွတန်းဝင်အောင်တရားဟောစေခြင်းတဲ့ဒီမန်ပိုင်ရှင်ကိုကြည့်ရတာလက်ကတော်ဟုတ်ခြင်းဟုတ် မဟုတ်ဘူးဆိုရင်တော့ငကိုးကြွယ်တဲ့သူဖြစ်နိုင်မယ်နော်။ဘာကြောင့်လဲဆိုရင်တိလရှင်တွေနတ်ပူဇော်နေတာနဲ့ပတ်သက်ပြီးဥစဉ်ပြောဆိုထောက်ပြထားတဲ့ပုထဲမှာလာမှန်ထားလို့ပဲဖြစ်ပါတယ်။ဥစဉ်ကိုပြန်ပြီး ဝေဖန်မယ်တဲ့။ဝေဖန်ပါနော်။ဘာကြောင့်လဲဆိုရင်ဥစဉ်လိုတန်မြင်ရယဟန်ကိုမပြောနဲ့။လောကမှာအမြင့်မြတ်ဆုံးဖြစ်တော်မူတဲ့မြတ်စွာဘုရားတော်မှဝေဖန်တိုက်ခိုက်ခံရပါတယ်။ဥစဉ်လိုတန်မြင်ရယဟန်တပါး ဝေဖန်တိုက်ခိုက်ခံရတာဘာမှမဆန်းပါဘူးเนาะသို့တော်လည်းပဲတခုတော့ပြောပါမယ်ဗဇက်မှာခဲပြက်မပါဘူးเนาะပြောပြီးတဲ့အခါကျမှမှားသွားလို့ပါဆိုပြီးပြန်ဖြတ်လို့မရဘူးပြောပြီးပြီဆိုရင်တော့ကန်ကြွေးတင်သွားပြီအဲ့ဒါကိုတော့သိထားဖို့လိုပါတယ်ဦးစင်းတို့မြတ်စွာဘုရားကဒီကနိကေတင်ကလောဝါဒတုံးမှာမကောင်းမြတ်တာကောင်းရာညှို့လက်အသိဟောကျူးငါဘူးထမှန် နတ်ထံတင်ရာမေတ္တာလဲပြုယဟန်မှု6ခုလွန်သေးကြဆိုတဲ့အတိုင်းဒကာဒကာမတွေဘာသာရေးနဲ့ပတ်သက်ပြီးအမှားတွေလုပ်နေတာမြင်ပြီးဆိုရင်၁တားမြစ်ပေးရမယ်တဲ့၂ကောင်းတာကိုညွှန်ကြားပြသပေးရမယ်တဲ့၃အတ္တိအတ္တသောတရားဓမ္မတို့ကိုဟောကြားပြသပေးရမယ်တဲ့၄ဟောပြီးသောတရားဓမ္မတွေကိုလည်းပဲလိုအပ်ပါက ပြန်လဲဟောကြားပြသပေးရမယ်တဲ့၅ လက်ပြေယောက်ျောင်းနီလန်းကောင်းတွေကိုလည်းပဲညွှန်ကြားပြသပေးရမယ်တဲ့6မေတ္တာနဲ့လည်းပဲစောင့်ရှောက်ရမယ်တဲ့နော်တဂရဂမတွေကိုအဲ့ဒီလိုကျင့်ဝတ်6ပါးနဲ့အညီစောင့်ရှောက်ရမယ်လို့ဟောကြားထားတာဖြစ်တဲ့အတွက်ဤကျင့်ဝတ်6ပါးနဲ့အညီတဂရဂမတွေအမှားလုံနေတာကိုမှတ်မရအောင်ဦးစင်းကပြောဆိုထောက်ပြတာလေဘာများမှားနေလို့လဲနော်ကျွတ်တန်းဝင်တာမဝင်တာကတော့သူတို့ရဲ့ပါရမီနဲ့ သူတို့ရဲ့နှလုံးသွင်းဓာတ်ခံပေါ်မူတည်တယ်။ဦးစင်းနဲ့မဆိုင်ဘူး။ဦးစင်းကတော့ပြောဆိုထောက်ပြပေးရမယ့်တာဝန်ရှိတဲ့အတွက်ပြောဆိုထောက်ပြပေးတာဖြစ်တယ်။လက်ခံတာမခံတာကတော့သူတို့ရဲ့အပိုင်းပဲဖြစ်တယ်နော်။ဒါကြောင့်မကြည့်ကျင်ဘူးဆိုရင်ကြော်သွားလိုက်ပါ။သူ့မဟုတ်ဘလော့ထားလိုက်ပါ။အကုတို့မပွားပါနဲ့လို့စေရနာနဲ့ပြောပါရစေ။နော်။အရှင်ဖေရနမင်းနဲ့တင်းမင်းဘသူကအစွမ်းပါဝါကြီးပါတယ်လေအရှင်ဖုရားတဲ့ တေမင်းလို့ပြောတာကိုတချို့ကအကောင်လို့ထင်တတ်ကြတယ်နော်တေမင်းဟာအကောင်မဟုတ်ပါဘူးခန္ဓာကိုယ်ထဲမှာရှိတဲ့မာခြင်းပျော့ခြင်းလေခြင်းပေါခြင်းဆိုတဲ့ပထဝီဓာတ်အေးခြင်းပူခြင်းဆိုတဲ့တေဇောဓာတ်ယူစီခြင်းဖွဲ့စည်းခြင်းဆိုတဲ့အဘောဓာတ်တွန်းကန်ခြင်းလှုပ်ရှားခြင်းငြိမ်ခြင်းဆိုတဲ့ဝါယောဓာတ်ဤတကြီးလေးပါတဘာဘာပြက်ပြီဆိုရင် ခန္ဓာကိုယ်ဟာတည်တည်ပြစည်းတော့တာပါပဲဥပမာသင်္ဆာယောဂကြောင့်တေတာတို့ဘုံတော်သေးကြောပြက်ပြီးတေတာတို့ဆိုတာတွေဟာပထဝီဓာတ်ပြက်လို့တေတာဖြစ်ပါတယ်အီးကြောင့်တေတာတို့အပူကြောင့်တေတာတို့ဆိုတာတွေဟာစီသောဓာတ်ပြက်လို့တေတာဖြစ်ပါတယ်ဘုံတော်သေးခဲ့ပြီးတေတာတို့ဝမ်းလျှောပြီးတေတာတို့ဆိုတာတွေဟာအဘောဓာတ်ပြက်လို့တေတာဖြစ်ပါတယ် ဆက်လုံးရက်ပြီးဒေတာတို့လေဖြတ်ပြီးဒေတာတို့ဆိုတာတွေဟာဝါရောဓာတ်ပြက်လို့ဒေတာဖြစ်ပါတယ်အဲ့ဒီဓာကြီးလေးပါတဘာဘာပြက်ပြီးဆိုရင်ခန္ဓာကိုယ်ဟာတည်တည်ပျက်စီးတော့တာပါပဲတခြားဥပိ္ပေဒကကံတွေနဲ့လည်းပဲခန္ဓာကိုယ်ဟာတည်တည်ပျက်စီးတတ်ပါတယ်အဲ့ဒီလိုတည်တည်ပျက်စီးတတ်တာတွေကိုပဲသင်စားပြီးတော့တည်မင်းလို့ခေါ်ဆိုခြင်းဖြစ်ပါတယ်နော်တည်မင်းဟာ အကောင်မဟုတ်ပါဘူး ဒါကြောင့်တင်မင်းဟာအကောင်မဟုတ်တဲ့အတွက်နမင်းနဲ့တင်မင်းအစွမ်းပါဝါဘသူကပူကြီးတယ်လဲဆိုတဲ့မိခုံးကိုဖြေစရာမလိုဘူးလို့ထင်ပါတယ်နော်တိုးတော်လည်းပဲတေခြင်းတရားကိုဖះရှင်တောင်းမှမလွန်ဆန်နိုင်တဲ့အတွက်နမင်းလည်းပဲတေခြင်းတရားကိုလွန်ဆန်နိုင်မှာမဟုတ်ပါဘူးဒါကြောင့်ဓမ္မရှုထောင့်ကပြောရမယ်ဆိုရင်တင်မင်းနဲ့နမင်းအစွမ်းပါဝါဘသူကပူကြီးတယ်လဲဆိုတဲ့မိခုံးကို ဖြေရမယ်ဆိုပါကတင်မင်းကပဲအစွမ်းပါဝပူကြီးတယ်လို့ပဲဖြေရမှာဖြစ်ပါတယ်နော်